င်းဝဲမင်္ဂလာပါဗျာဒီအပိုင်းမှာစိတ်ထဲတော်တော်မကောင်းရတဲ့ဗီဒီယိုလေးတွေကို တင်ဆက်ပေးကြပါတယ်ဒီဗီဒီယိုလေးတွေကို ကြည့်ပြီးတဲ့နောက်ပိုင်းမှာအင်မတန်မှစိတ်မကောင်းဖြစ်ရတယ်စိတ်မကောင်းဖြစ်ခြင်းနဲ့အတူကျွန်တော်တို့နိုင်ငံအတွက်လည်းတော်တော်ကိုရင်မောရပါတယ်အဲတော့ဒီဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်တို့အတူတူကြည့်ပြီးတော့အဖြေရှာဖို့ဖိတ်ခေါ်ပါတယ် အရင်ဆုံးဗီဒီယိုဖိုင်လေးတစ်ခုကိုအရင်ပြခြင်းနဲ့ဒီဗီဒီယိုဖိုင်လေးကတော့အလူတစ်ခုပါဓာတ်ပေါက်ထမင်းလာလှူတယ်အဲလာလှူတဲ့နေရာမှာ ခလေးလေးတွေတိုးကျိတ်ပြီးတော့အလူအရက်ယူနေကြတာပါအဲ့ဒီဗီဒီယိုဖိုင်လေးကိုပထမဦးဆုံးအရင်ကြည့်ကြရအောင်ဒီနေ့ကျသားတမောင်းနေလေးမှလူတန်းပေးတာလေးကျသားတော့ မတက်ထိုင်နေဒိမ့်မနိုင်ငံမှာလူကမ်းပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုဖိုင်လေးကတော့အတူလေးပဲဒါပေမဲ့ဒီဗီဒီယိုဖိုင်တူတူလေးကပဲကျွန်တော်နိုင်ငံမှာရှိတဲ့လူတွေရဲ့ဘဝကို အများကြီးမြင်လိုက်ရတယ်အများကြီးတွေ့သွားစေတယ်အဲတော့ကြက်သားတံပေါက်ဆိုတာဗျာကျွန်တော်တို့ဒီလိုမျိုးကလေးလေးတွေအတွက်အခြေခံကြတဲ့ကလေးလေးတွေအတွက်အင်မတန်မှကောင်းတဲ့အစားတော့ စားဖို့လည်းစားရဖို့လည်းမလွယ်တဲ့အစားတော့အဲ့ဒါကို စားကျင်လုံးအကြီးတော့ကလေးတွေမှာမရှက်နိုင်မကြောက်နိုင် တိုးချိတ်ပြီးတော့လူကြရတယ်တမ်မစိတ်မကောင်းရဘူးအဲ့တော့လူတဲ့လူတွေကတခုတတိထားရမှာကကလေးတွေဆိုတာကျွန်တော်တို့ရဲ့အနာဂတ်တွေပဲဒီလိုကလေးတွေကိုပထမဦးဆုံးဒီလိုမျိုးကလေးအရွယ်ကလေးကစီကံကောင်းဖို့အရင်ဆုံးတေချာတင် जा ပေးဖို့လိုပါတယ်အရင်ဦးဆုံးတန်းစီစနစ်ကိုအရင်ဆုံးဒီချိန်ထဲကလေ့ကျင့်ပေးဖို့လိုတယ် တည်တည်ချာချာစနစ်ကျယူငင်စားတော့တာကိုတင် जा ပေးဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်။အခုလိုမျိုးလူရက်ပြီးတိုးချိတ်ပြီးတော့အစားတော့တစ်ခုကိုလူပြီးတော့ယူရတဲ့ဟာမျိုးကမဖြစ်သင့်ဘူးလို့ကျွန်တော်ထင်တယ်။မှန်တယ်ဒီလိုကလေးတွေအတွက်ဒီလိုအခြေခံကြတဲ့ကလေးလေးတွေအတွက်စက်သားတံပေါက်ဆိုတာကအင်မတန်မှစားရခဲ့တဲ့အစားတော့ဖြစ်သွားပြီ။ကျွန်တော်တို့နိုင်ငံရဲ့မြန်မာလာတဲ့ကုန်စင်းတို့အရရှားပါလာတဲ့ငွေကြီးအရစက်သားတံပေါက်တပွဲစားဖို့ ိသားတစုမလွယ်တော့ဘူးအဲ့တော့အဲ့လိုအခြေအနေမျိုးမှာစားကျင်ဇောနဲ့တက်မှတ်စိတ်နဲ့ကလေးတွေကဒီလိုမျိုးရုံရင်းဆန်ကပ်လူကြတာတဘာဝပဲဒါပေမဲ့အဲ့ဒါကိုသိတဲ့ကျွန်တော်တို့လူကြီးတွေကထိန်းချောင်းပြီးတော့စနစ်ကြယူငင်နဲ့တန်းစီစနစ်ကိုလေ့ကျင့်ပေးဖို့လိုတယ်လို့ကျွန်တော်ကမြင်ပါတယ်ဒီလိုမျိုးလူရက်စားတော့တာမျိုးကလေးတွေမှာအကျင့်ပါသွားခရင်ကလေးတွေကြီးလာတဲ့အခါမှာဒုက္ခရောက်သွားနိုင်ပါတယ်ကျွန်တော်တို့ဘလောက်ဆင်းရဲနေပါစေကျွန်တော်တို့ရဲ့ လူအဖွဲ့စည်းမှာရှိတဲ့ကလေးတွေကိုစီကံတကြဆိုတာမျိုးနဲ့ယင်ပါနေအောင်တင် जा တင်တယ်လို့ကျွန်တော်ကယူဆပါတယ်ဗျာအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့အင်မတန်စိတ်မကောင်းဘူးကလေးတွေမှာကတုတ်ကရက်နဲ့စားကျင်လုံးအားကြီးပြီးတော့လူရက်နေကြရတာအဲ့တော့ပတ်စံရှိလူဒန်းစားတွေအတွက်ကတော့ဗျာဓမ္မောက်တပွဲကဘာမှမဟုတ်ပေမဲ့ဒီလိုမျိုးအခြေခံကြတဲ့ကလေးတွေအတွက်ကတော့နှက်တုတ်တာပဲပေါ့အဲ့တော့ကျွန်တော်တို့ ဒီလိုမျိုးလှူတဲ့နေရာမှာစီးစနစ်လေးနဲ့လှူဖို့လိုတယ်ဆိုတာလေးကိုကျွန်တော်သွတ်တွေ့ရတယ်။အများအပြားဒီလိုရွယ်ကလေးတွေကိုစကတဲ့ကစီကံတကြလေးစီကံကြနာအောင်သင်ကြားပေးဖို့လိုတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်ဆက်ကြည့်ပါဦးမယ်။ဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်တော့ကျွန်တော်တော်တော်ကို စိတ်မကောင်းတော်တော်ဖြစ်သွားတာဗျ။အဲ့တော့ဒီကလေးလေးရဲ့ဘဝကိုလည်းကျွန်တော်တော်တော်ကိုတနာမိတယ်။ဆက်တော့ဆိုင်ကဖြစ်ပါလိမ့်မယ်နော်။အဲ့တော့ကြံတဲ့ဟင်းလေးတွေတဲကကောင်းလို့ရရာလေးတွေကိုကြွကြွရီထဲကိုရွေးထည့်ပြီးတော့ဒါသူ့အတွက်လည်းဖြစ်ခြင်းဖြစ်မယ်၊သူ့မိသားစုအတွက်လည်းဖြစ်ခြင်းဖြစ်ပါလိမ့်မယ်။အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ကျွန်တော်စိတ်မကောင်းဗျ။အဲ့ကျွန်တော်တို့နိုင်ငံမှာကကလေးတွေဆိုတာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ပါ။ဒီလိုအနာဂတ်ကလေးတွေကဘဝဆလာကတည်းက ပင်မဆင်းရဲမှုတွေခက်ခဲကြမ်းတမ်းမှုတွေနဲ့ဆရသလိုဖြစ်နေတယ်။ဖြစ်ဖြစ်နေတဲ့နိုင်ငံကပညာသင်ဖို့ခက်ခဲတွေရှိတယ်၊နေဖို့ထိုင်ဖို့ခက်ခဲတွေရှိတယ်၊စားရိုက်တောက်ရေးတွေခက်ခဲနေတယ်၊မမို့ခေါင်းမမှုတွေကတဖြည်းဖြည်းနဲ့လာနေပြီ။အလုပ်ကံရှားပါမှုတွေ၊ကျမရေးစောင့်ရှောက်မှုနှိမ့်ကြလာတာတွေအများကြီးမှအများကြီးပေါ့ဗျာ။အဲ့ဒီအထက်မှမှအများဆုံးထိတာကလေးတွေပဲဗျာ။အဲ့တော့အနာဂတ်ပြောင်းနေတဲ့ကလေးတွေဘဝကဘသူ့ကိုပြစ်တင်လို့တင်ရမယ်မသိဘူး။ အဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်တာအင်မတန်ကိုကျွန်တော်တို့စိတ်ထိခိုက်စရာပဲဘယ်လိုလုပ်ပေးလို့လုပ်ပေးရမလဲမသိတဲ့အထီကိုစိတ်ထိခိုက်ရပါတယ်အဲ့တော့ကျွန်တော် viewer တွေလည်းဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်မှာအမှန်ပါပဲအဲ့တော့ तू ဘလောက်တောင်စာနေလဲ तू ဘလောက်တောင်မှဒုက္ခတွေများနေလဲ तू ဘသူအတွက်ရှာနေတာလဲအဲ့တော့ဘဝတွေကအဲ့လောက်တောင်ဆိုးသွားပြီလားမေကွန်ပေါင်းများစွာနဲ့ကျွန်တော်မှမကြည့်ရတဲ့တိုင်ဘူး မေကုံပေါင်းများစွာနဲ့ကျွန်တော်မှဒီဗီဒီယိုဖိုင်လေးကိုမကြည့်ရဘူးအဲ့တော့ဘယ်လိုလုပ်ပေးရမလဲဆိုတော့မေကုံးနေနဲ့စိတ်မကောင်းလိုက်တာခလေးလေးဟုတ်ကဲ့ပါကျွန်တော်တို့နောက်ထပ်ဗီဒီယိုဖိုင်လေးကိုလည်းဆက်ကြည့်ကြပါမယ်ဒါကတော့ကျွန်တော်တို့အစိုးရအကြောင်းအရာနေအစိုးရကထောက်ပံ့တဲ့ကျောင်းဝတ်စုံပေါ့အဲ့တော့ကျောင်းဝတ်စုံကခလေးတွေအတွက်တိတ်အဆင်ပြေမနေဘူး ဲ့ဒီစင်မပြေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျောင်းသားမိဘတွေကပြောကြတယ်ပေါ့ကွန်မန့်မှာတော့ပြောကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မယူခြင်းမယူနဲ့ပေါ့တချို့ကလည်းအလကားလဲရသေးတယ်ကြီးလဲများသေးတယ်ပေါ့အဲ့တော့ဘသူကအလကားပေးတာလဲအစိုးရအလကားပေးတယ်လို့ထင်တာလားဘယ်ဟာပတ်စံတွေလဲဒါပြည်သူတွေရဲ့ပတ်စံတွေပဲမဟုတ်ဘူးလားဒါကျွန်တော်တို့ပြည်သူတွေရဲ့ပတ်စံတွေနဲ့ကျွန်တော်တို့ရဲ့ခလေးလေးတွေကိုចောင်းဝိစုံထောက်ပံ့တာမဟုတ်ဘူးလား ဘယ်အစိုးရလူကြီးမင်းကအိထရဆိုက်ပြီးဒီဟာတွေကိုဝယ်ပြီးပေးလို့တော့ဟုတ်ပြီနော်အဲ့တော့ကလေးတွေနဲ့အဆင်မပြေတာကတိတာတယ်လေအဲ့တော့ကြည့်ကြည့်လိုက်အဲ့တော့တေးသေးလေးတွေလေဒီကလေးလေးတွေအတွက်ဝတ်လို့အဆင်မပြေဘူးသူ့ရွေးနဲ့သူမျှတတဲ့တဟဇာတာဖြစ်တဲ့ site တွေ quality ရှိတဲ့ဟာမျိုးတော့ဖြစ်တယ်မပေးနိုင်ရင်လည်းမပေးနဲ့ဗျာတခြား budget မှာသုံးလိုက်လို့ရတယ်ပညာရေးအတွက် budget ကအများကြီးလိုတယ်ပညာရေးအတွက်အရန်ကိုအရေးကြီးတယ်ကျွန်တော်တို့နိုင်ငံ တခြားနေရာမှာတော့ရင်တုံးလိုက်။အော်အဖြစ်ကလေးလုတ်ပြီးတော့လုတ်တာမျိုးတော့မကောင်း။ဥမာဒီလိုမျိုးစက္ကန့်မျိုးဆိုလို့ရှိရင် G5 main ကလေးဘယ်လိုဝက်မလဲ။ပပလေး။အဲ့တော့တကယ်စေတနာရှိတယ်တကယ်လုတ်ပေးခြင်းတယ်ဆိုလို့ရှိရင် quality ကောင်းတာမျိုးဖြစ်တဲ့။တနိုင်ငံလုံးအတိုင်းအတာနဲ့လည်းပေးနေရတာမဟုတ်ပါဘူး။အဲ့တော့ပေးမယ်ဆိုလို့ရှိရင်လည်းတကယ်ကောင်းတာလေးတကယ်တမ်းတင့်တော်တဲ့တကယ်တမ်းအသုံးတည့်တဲ့ဟာမျိုးဖြစ်တဲ့လို့ကျွန်တော်ကတော့ထင်ပါတယ်။ အတချို့တွေကလည်းမယူခြင်းမယူနဲ့အလကားလဲရသေးတယ်အလကားရတာမှမဟုတ်တာဒါပြည်သူတွေရင်ပတ်စံနေပဲမဟုတ်ဘူးလားဒါပြည်သူတွေရင်ပတ်စံနေပဲပြန်ပေးတာမဟုတ်ဘူးလားဘသူတူတယောက်ကအိတ်ဆိုက်ပြီးတော့ဝယ်ပေးပြီးတော့ကလေးတွေကိုပေးလို့တယ်အဲ့တော့ဒါကတော့လိုင်းပေါ်မှာလက်တလောပြဿနာတက်နေတာပါအဲ့တော့ဒီနှစ်မှာကလေးတွေကိုထုတ်ပေးတဲ့ចောင်းစင်းဝတ်စုံတွေကဒီလိုမျိုးတွေဖြစ်နေတယ်ပေါ့အရေးသွေးမှ မရှိတာဗျာဘလို့ဝတ်မလဲကလေးတွေအတွက်အဲ့တော့မပေးနိုင်ရင်မပေးတာအကောင်းဆုံးပဲ တခြားလိုအပ်တဲ့နေရာပညာရေးအတွက်လိုအပ်တဲ့ဘတ်ဂျက်မှာ သုံးလိုက်ပါဘာလို့မှလဲပေးတာပေးတယ်တကယ်တကယ်ကြတော့အသုံးပြုလို့မှမရပဲအဲ့တော့ကလေးတွေအတွက်ကျောင်းဝေးစုံဆိုပြီးတော့နိုင်ငံတော်ကဘတ်ဂျက်ထုတ်ပြီးတော့အိတ်ထဲထည့်သွားပြီးတော့ကလေးတွေမှာတကယ်တမ်းရတော့ quality မမီတဲ့အဆင့်မမီတဲ့အသုံးမဝင်တဲ့ဝတ်စားမျိုးတွေသာဖြစ်နေဘာမှမထူးဘာမှမထူးလေဟုတ်ကဲ့ပါဒီနေ့တော့လောက်ပါပဲကျွန်တော်ဒီနေ့ တင်ပြတဲ့ဗီဒီယိုဖိုင်လေးတွေကတော့အင်မတန်မှစိတ်မကောင်းဖြစ်စရာအင်မတန်မှစိတ်ညစ်ညူးစရာဗီဒီယိုဖိုင်လေးတွေပါအဲတော့ကလေးလေးတွေဆိုတော့ကျွန်တော်တို့ရဲ့အနာဂတ်တွေပါဒီကလေးလေးတွေအစဉ်ပြေဖို့ဒီကလေးလေးတွေတာယာဖို့ဒီကလေးလေးတွေကောင်းမွန်စွာလူဆန်ဆန်ကြီးရင်းလာဖို့ကျွန်တော်တို့မှာအများကြီးတာဝန်ရှိရလို့ကျွန်တော်ကထင်ပါတယ်အဲတော့ကလေးလေးတွေလုံလုံခြုံခြုံနဲ့စနေတကြနဲ့ကြီးရင်းလာဖို့အတွက်ကျွန်တော်တို့အများကြီးစူးစမ်းဖို့လိုပါတယ်စေတနာတွေရှိဖို့လည်းလိုပါတယ် ဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေကိုပြပြီးတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အနာဂတ်ကလေးလေးတွေရဲ့ဘဝကိုပုံမကောင်းမွန်လာဖို့ကျွန်တော်တို့စူးစမ်းဖို့လိုတယ်ဆိုတာကိုအသိပေးပြောကြရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ